အားလုံးမင်္ဂလာပါခင်ဗျာရွှေသီးနှံမျိုးကောင်းမျိုးတန့်စိုက်ပျိုးထုတ်လို့ရေးမှကျူးသူပါတယ်ခင်ဗျာဒီနေ့ဆိုကျွန်တော်တို့ရွှေဘူပေါ်ဆန်းစိုက်ပျိုးလာတာအပင်သက်120ကိုရောက်လာပါပြီစဘာပင်ရဲ့ကျမ်းမာကြံ့ခိုင်မှုဇဘနံအကြီးအသေးဇဘနံရဲ့အလုံးဝဆန်အထူးကောင်းပါပါတယ်ခင်ဗျာ ဖြုတ်ဆေးအတွက်ကကျွန်တော်တို့ရက်90မှာပစ္စလွန်ဖြန့်ထားလို့ဖြုတ်အန်ရည်ကတော့ကျွန်တော်တို့ကင်းရှင်းပါတယ်အစ်စ်ပိုးကတော့ကျွန်တော်မိတ်ဆွေတွေမြင်တဲ့အတိုင်းပါပဲခင်ဗျာအဖြူနံမပါသလောက်နဲပါတယ်ဒီချိန်မှာ ကျွန်တော်တို့စပားပင်ရဲ့စပားနံမှာနှုတ်ရည်စထည့်ပါပြီခင်ဗျာစပားနံအည်သွေးအထူးကောင်းပါတယ်ခင်ဗျာ ျွန်တော်တို့စပားပင်အတွက်လိုအပ်တဲ့အာဟာရအလုံးကျွေးပြီးပါပြီခင်ဗျာကျွန်တော်တို့ဒီရွှေဘူပေါ်ဆန်းကိုဒီဇင်ဘာတတိယပတ်မှာ စတင်ရိတ်သိမ်းမှာ ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ထွက်ရှိလာတဲ့ရွှေဘူပေါ်ဆန်းမျိုးသမားတွေကိုကျွန်တော်တို့ဓာတ်ခွဲကမ်းမှာပို့ပြီးမျိုးစေ့အကြီးအသေးစံသက်စစ်ဆေးမှာဖြစ်ပါတယ်မျိုးစေ့အကြီးအသေး စံချိန်စံညွန်းမိမတာကျွန်တော်တို့ကျွန်တော်တို့ဈေးကွက်ကိုစတင် ဖြန့်ချီมาဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရေသိမ်းပြီးရင်လဲတေကထွက်နှုန်းကျွန်တော်တို့စဘာပင်စဘာမျိုးစိအကြီးအသေးဘလို့အခြေအနေရှိတယ်ဆိုတာကိုကျွန်တော်တို့တင်ပြပေးပါမယ်ခင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်။